ကျေးရွာလေးတရွာရဲ့တိန်ဟင်တတိလေးတိန်ထဲမှာသားမင်းယောက်ရှိပါတယ်။တော်စာဦးကတော့ကောင်းညင်အရင်ကြိုက်တဲ့သူပဲဖြစ်ပါတယ်။ကောင်းလိုက်တာဘယ်ချိန်ဆက်စားမဝနိုင်ဘူး။ตาဤကတော့သူ့အမေပိုက်ပြဖို့အတွက်ကောင်းညင်ဆိုမစားဘဲနေလေးရှိပါတယ်။အမေဘာလို့ကောင်းညင်ကိုဒီလောက်တောင်ကြိုက်ညာလဲ။ဘာဖြစ်ရမလဲตาရဲ့။အမေကတနင်္လာနေ့မှာမွေးလို့လေ။ตาဤမင်းရဲ့ဆိုတာကသူပိုက်စားလို့ပါ။ဒါပေမဲ့ သူ့အမေကတော့အကြောင်းပြချက်မျိုးမျိုးနဲ့ပြောလို့ရှိပါရဲ့။ကောင်းချင်းကိုဘလို့ပလောင်စားနေရင်လဲပင်းနှင်သွားပါရဲ့။ဟင်အမေအမေပါဖြစ်တာလေ။မဖြစ်ဘူး။ဆရာဝန်ခေါ်မှဖြစ်မယ်။ဟယ်လိုဟုတ်ကဲ့မိသားကပြောနေပါရဲ့။ဟုတ်ကဲ့အခုကျွန်တော်အမေအန်ဒီရထဲရောက်နေလို့ပါသူဘလို့ဖြစ်တာလဲကောင်းညင်းနေတာပါကောင်းညင်းနေတာတဲ့ဘာလို့ခုမှလာဖြစ်ရတာလဲကွာကောင်းဆောင်ကောင်းညင်းနေနေတဲ့လူရှိလို့ပါတဲ့ โอเคจ้าရပြီဟုတ်ကဲ့မြမြလာခိုင်းသားလေးအမေခဏလောက်တီးခတ်နှာနော်တို့လာတော့မှာပါငါသေးပြီဖះရေကျွန်တော်မေကိုကယ်ပါအောင်ဘမလဲဘယ်နားမှာမီးလောင်တာလဲဟင်တလောက်စင်တော့မနိုင်ဘူးဆရာဝန်ဖုန်းဆက်မရမယ်ဟယ်လိုဟုတ်ကဲ့ဒီမှာလူနာတယောက်ရှိလို့ပါသူဘလို့အချင်းနေရှိလဲရှင့်ဒီမှာနားထောင်ကြည့်အော် ူကအစာနှင်လို့ဖြစ်တာ သူ့ကိုမြမြအနာပေးလိုက်ကျွန်တော်အမေကိုဘယ်လိုလုပ်ပေးရမလဲဆရာမသူ့ကိုကောင်းချင်းလျှော့စားခန်းလိုက်စားတဲ့အချိန်မှလည်းနာနာပြီးစားရေနဲ့မျောချမောင်ရင်စပိုးနှင်ပြီးတည်လိုက်မယ်ဟုတ်ကဲ့ပါဆရာမကျွန်တော်အမေကိုကြည့်ဆိုင်လိုက်ပါမယ်ခဏလေးနော်ဖုန်းတော့တလုံးဝင်လာလို့တတိထားနော်သူ့ကိုအများကြီးပေးမစားနဲ့နော်မဟုတ်ရင်တော့ဟုတ်ကဲ့ကိုအကူအဆပြီးအများကြီးမစားတော့ပါဘူး နောက်မဆိုဝမ်းလဲချုပ်နေမှာကျွန်တော်လဲစောင်းမယ်နောက်နေမနဲ့ရောက်တော့သူ့အမေနိုးလာပါပြီဟင်ငါပါဖြစ်တာလဲဟာအမေနိုးပြီလားအင်းဘယ်မှာလဲစားစရာတွေဘိုက်စာနေပြီဒီမှာကျွန်တော်အစင်သင်ပြင်မိထားတယ်အမေရဲ့ဟမ်ဒါပဲရှိရလားနေယူစားလိုက်တာလားငါထလာတာနဲ့တခါတည်းကိုဘိုက်စာတာကျွန်တော်ဘိုက်ရမ်းစာလို့ပါအမေ ကျွန်တော်ထမင်းမစားတာ၄-၅ရက်ရှိနေပြီလေ။နင်စားလိုက်တော့ငါပါသွားစားတော့မှာလေ။ကျွန်တော်တောင်းပန်ပါရဲ့အမေရဲ့။ဟာ။နှမျောစရာကြီးအမေရဲ့။ငါရှိမှလာစားနေရပေါ့။ तू ထမင်းမစားတာကြတော့ဒီနေ့တော့တွေ့သမျှအကုန်စားပြီးကောင်းကြီးယူစားနေတော့သူ့အမေလာတွေ့သွားပါရဲ့။ตาအေးနင်ငါကောင်းကြီးကိုခိုးစားနေပြန်ပြီလား။ကျွန်တော်ပိုက်စားလို့ပါအမေရဲ့။ အလောက်ကဖြင့်ဘာမှမလုပ်ဘူး။ဘိုက်ကကြတော့စာတက်တယ်ပေါ့လေ။ဒီလိုနဲ့သူ့အမေလည်းသူ့ကိုစွန့်ပစ်ဖို့အတွက်နီးလန်းလိုက်ရှာပါတယ်။ဒါလေးအမေတို့ကစားခွင့်သွားလေရအောင်လား။အမေအမေစနေရလားဗျ။အမေတကယ်ပြောတာပါ။သွားမှလားမသွားဘူးလားပြော။ရှေးဒီနေ့တော့အမေနဲ့တူတူကစားခွင့်သွားရတော့မယ်ဟဲ့။ငါကန်ချလိုက်ရ။ကျွန်တော်စတာပါအမေရဲ့။ဒါဆိုသွားကြမယ်လေ။ဒါအေးကိုစွန့်ပစ်ဖို့အတွက် ဒေါ်စာဦးကမျိုးရဲကိုခေါ်လာခဲ့ပါတယ်။ဒါလေးအမေကိုဒီမှာခဏစောင့်တော့အမေပြန်လာမယ်။အမေအမေပဲသွားမလို့လဲ။အမေဟိုနားလေးသွားဆရာရှိလို့ခဏလေးပဲနော်။ဟုတ်ကဲ့ဒီကောင်လေးကတော့လဲသားပဲ။ဟိုမေးတီမေးနဲ့အမေအမြင်ပြန်လာနော်။ตาအေးကသူ့အမေသူ့ကိုလာဆုံးပြစ်မှမသိပါဘူး။ သူ့အမေပြောတဲ့အတိုင်းပဲစောင့်နေခဲ့ပါတယ်။အမေကပယ်ရီသွားနေမှလည်းမသိဘူး။သူဘလောက်ပဲဆောင်းဆောင်းတော်စာဦးကတော့ပြန်မလာပါဘူး။အခုချိန်ထိလည်းအမေကပြန်မလာသေးဘူး။ဒီမှာတယောက်တည်းစောင့်နေရတာ။ဒီမှာဗျ၊ကျွန်တော်အမေကိုတွေးမိသေးလား။ No no ၊ကားဆောင်ရလား။မဟုတ်ပါဘူးဗျာ။အမေကိုစောင့်နေတာပါ။ငါနဲ့လိုက်ခဲ့။ဟုတ်ကဲ့။ မင်းကိုခေါ်သွားမယ်မင်းကိုခေါ်သွားမယ်โอเคတော်စာဦးကတော့သူ့ကိုကောင်းညင်းလူစားတဲ့သူမရှိတော့အရန်ပျော်နေပါတယ်ကျမလေးဘလို့ပဲစဉ်းစားစဉ်းစားစဉ်းစားလို့မရဘူးတနင်္လာနေ့မွေးတာလေကောင်းညင်းစားရတာတော်တော်ကြိုက်တယ်တနင်္လာနေ့မွေးတဲ့လူတွေပဲအဲ့လိုဖြစ်တာလားကောင်းညင်းလျာမှုေးပြီးစီးပိုင်းနေရပဲကောင်းလိုက်တာဘာနဲ့မှမလဲနိုင်ဘူးဟင်ตาตาလေး ဘလို့လုတ်ပြီးဒီကိုပြန်ရောက်လာလဲခုနကလာပို့ပေးတာပါအမေဟမ်ဘာလို့လာပို့တာလဲဟာဘိုက်စာလာပြီလာတာနဲ့ငါ့ရဲ့ကောင်းညင်းပောင်းကိုယူစားတော့တာပဲပြန်လာတာတောင်သူ့ကောင်းညင်းလာစားနေသေးလို့ညရောက်တော့လဲတော်စာဦးကသူ့သားကိုထပ်ပြီးဆွန့်ပစ်ဖို့ကြံစီပြန်ပါတယ်ဂျမသူ့ကိုသွားပစ်ထားတာရှင်ကဘာလို့ပြန်ခေါ်လာလဲမသိဘူးလေထားလိုက်တော့ဂျမဘာသာဂျမနီလန်ထက်ရှာလိုက်မယ်နောက်ထပ်ခေါ်မလာနဲ့ကြာလား အမေဘသူနဲ့စကားပြောညာလဲ။ဩဘာမှမဟုတ်ပါဘူး။ဒါလည်းအိတ်တော့နော်ညံ့နေနေပြီ။ဒါအိတ်မပြောဘူးအမေရဲ့။ဟင်သူတို့ရေတကွန်သွားလဲတာဟဟလား။ဟင်ရေတကွန်ဘသူကညကြီးရေတကွန်သွားလဲတာလဲအမေရဲ့။ဩအခုကနေအရန်ပူတာလေ။အတော်ညပဲသွားလဲကြတော့တာဒါရဲ့။ဒါဆိုသားတို့လည်းသွားရအောင်လေအမေ။ဟီဟီ။ဒါအေကပထမတစ်ခါသွားပြစ်တာတောင်ပြန်ရောက်လာတဲ့အတွက် ုတိယတစ်ခါဆုံးဖြတ်ခြင်းကိုထပ်ခံရပါတော့တယ်။အခုတော့ရေတကွန်သွားလည်ရတော့မယ်ဟာ။ဒီမှာသားလေးရောက်ပြီ။ဟာအဲ့ဒါရေတကွန်မှမဟုတ်တာ။အဲ့ဒါချောင်းလေးရဲ့မေ။ဒေချာငုံကြည့်လေသားရဲ့။ဘယ်မှာလဲအမေရဲ့။ဒီမှာလေ။အာအခုတော့ကိစ္စရှင်းသွားပြီဟာဒီလိုတယောက်တည်းနေရတာကောင်းလိုက်တာ တနင်းလာသမင်းဆိုတာဒီလိုနေရတာကောင်းချင်းကိုအေးစေးစားလို့ဂျေစုပါရပါရယ်ကွယ်အမေဟင်တားရောက်ပြီနော်အော်ရောက်လာပြီလားတားလေးတားရည်တဲ့ကြသွားတာမြင်တော့လေအမေမှဝမ်းနဲ့နေရတာတားရဲ့တားဘာမှမဖြစ်ပါဘူးအမေအခုတော့တားပိုက်စားတယ်ကောင်းချင်းကုန်ပြီလားအမေအော်အမေစားနေတဲ့ဟာပဲကြံတော့တာတားရဲ့ပြကြည့်တားကိုယ်ရန်ကြည့်ကြည့်မယ်ဟမ် ရှိသေးတာပဲ။ဒီကောက်ငါဘလို့လောက်ရမလဲ။ကြီးထဲသွားတွန်းချတာတောင်ပြန်လာတာဆိုတော့ငါသားအသေးရခတ်တာ။တတိယတစ်ခါမှာတော့သူကလူဆိုးတယောက်ကိုတတ်ပေးဖို့သွားငါလိုက်ပါတယ်။အကုန်ကြီး။ဘာကိစ္စရှိလို့လဲ။အကူညီလေးတောင်းချင်လို့ပါ။ဘာလဲ။ငါလူတတ်တဲ့အလုပ်ပဲလုပ်တတ်တာနော်။ကျမလည်းကျမသားကိုတတ်ဖို့လူလာငားတာပါ။အော်ဒါဆိုရင်လည်းပြောစရာရှိရပြော။ ဒီလိုပါ Okay လေဒီလိုကိစ္စတော့လွယ်လွယ်လေးပါဒါနဲ့ငါဘာပြင်ရမှာလဲကျမတို့အိမ်မှာကောင်းရင်းတွေအများရှိတယ်တအိပ်ပေးမယ်လေဒါဆိုလဲဘယ်ဆိုးလို့လဲအချိန်ပြောလိုက်လေ Yes ဒီခါတော့သူပြေးလို့မလွတ်နိုင်တော့ဘူး baby sha tu 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 baby sha tu 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 baby sha ဒါလေးရဲ့ သားလေးရဲ့စော့အမေနဲ့လေအမေကိုလာကူပေးအောင်ဘာကိစ္စရှိလို့လဲအမေအမေကိုလာကူပါအောင်ကွယ်ခဏနေမှပြန်လာစော့လေထဲကရေတွေခန်းနေတာတဲ့အဲ့ဒါရေလေးသွားသွင်းပေးအောင်နော်ဟုတ်ကဲ့အမေကျွန်တော်အခုပဲသွားလိုက်ပါမယ်အေးသားလေးအမေသားကြိုက်တဲ့ဟင်းတွေချက်ပေးကောင်းညင်ပေါင်းဆောင်နေမယ်နော်သားဟုတ်ကဲ့အမေငါသားလူတော်လေးပါကွယ်ဒါအေးကတော့သူ့အမေကြံစီမသိရတဲ့အတွက်ပေါက်ပြားလေးတစ်လက်ထမ်းပြီးလေဖက်ကိုထွက်သွားပါတယ် အမလီကောင်းလိုက်တာ ကောင်းညင်းပေါင်းတယောက်ထဲစားတဲ့အရာသာပယ်ဟာနေမှမလဲနိုင်ဘူးကွာတော်စာဦးကကောင်းညင်းတွေဝဝလဲလဲစားတော့ကအိမ်ရှိထွက်လာတဲ့အချိန်မှာစားတဆောင်တွေ့လိုက်ပါတယ်ဒါပါစာလဲဟာအမေသားကိုအထင်လွဲအောင်လုပ်မိတဲ့အတွက်တာတောင်းမှန်ပါတယ်ဒါအမေကောင်းညင်းကိုကိုကိုစားနေတယ်ဆိုတာအမေကောင်းညင်းနဲ့အများကြီးစားမိရင်အသက်အန္တရာယ်ရှိနိုင်တယ်အများကြီးမစားခိုင်းနဲ့လို့ဆရာဝန်ကမှားထားလို့ပါဒါကောင်းညင်းကိုကြိုက်တာမဟုတ်ပါဘူး ဒါအမေကိုစိုက်ဘူးလို့ပါဒါအမေကိုချစ်လို့ပါအဲ့ဒီကောင်းညင်းကိုအမေတလောက်စားနေတာမမောင်းလားအမေကတနေ့လာနေမွေးတဲ့အတွက်ကောင်းညင်းကိုကြိုက်တာနိုးလာတာနဲ့ဘိုက်ကစားလာပြီပါရှိလေဟေးဒါစားလိုက်တာဘာမှသိမကြံတော့ဘူးအမေဘာမှတော့မကြံတော့ဘူးနေအကုန်စားလိုက်တာပေါ့လေငါဘိုက်စားနေရလေဒါလေးနဲ့ဘလို့လောက်ပြီးဝမှာလဲကျွန်တော်လဲဘိုက်စားလို့ပါသမင်းမစားတာ၄-၅ရက်ရှိနေပြီလေ ငါဘလို့ဝါတော့မှလဲနည်းနည်းပဲကြံတာဒါတောင်းမှန်ပါတယ်အမေဟာငါ့ကိုလာစားပြနေသေးတယ်စိတ်ဝင်စားစရာလေးပဲ yes ဒီတခါတော့ဘလို့နေနေ तू မလွတ်နိုင်တော့ဘူးအမလီသားရဲ့အမေတောင်းမှန်ပါတယ်သူလှုပ်သမျှအရာအလုံးကသူ့အမေအတွက်ဆိုပေမဲ့သူ့အမေကတောင်းမသိပါဘူး အမေကပဲချိန်လာမှလဲစောင့်နာလဲကြားလာပြီ Okay ဒါတော့အချိန်ကောင်းမယ်မနီမဝေလေးလေကျောကလည်းတင့်နိုင်မစုံသူ့အမေပြေးလာခဲ့ပေမဲ့အချိန်ကနှောင်းသွားခဲ့ပါပြီအမေသားလေးအမေသားလေးအမေအဲ့ ငါငါဘာလို့လိုက်တာလဲအာအာအာတော့စာဥလည်းသူ့လုပ်ရဲ့အတွက်တော်တော်လေးကိုနောင်ကြိုက်ရှာနေပါတယ်နောက်ဆုံးမှာတော့သူဖြစ်ချင်တယ်လို့ကြောက်သေးပဲနေသွားရပါတော့တယ်ရှင်